ီနေ့တော့ဖတ်ပြကြတဲ့တစ်ခုရှိပါတယ်ဒါ Facebook ကယခုခေတ်နဲ့အရန်ကွက်တိမှန်တဲ့အရာပေါ့ဘာလဲဆိုတော့ကောက်ချစ်တဲ့သူတွေပဲလူမုန်းများမယ်ထင်ခဲ့တာတကယ်တော့ရိုးသားလို့တဲ့သူတွေကိုလည်းတော်တော်များများကမလိုလားကြပြန်ဘူးလောကမှာပြင်းတဲ့သူတွေကိုပဲလူတွေမချက်ကြဘူးထင်ခဲ့တာတကယ်တော့စူးစမ်းတဲ့သူတွေကိုလည်းကြည့်မရပြန်ဘူးလောကမှာ ုံးအားတဲ့သူတွေပဲအထင်သေးခံရတယ်ထင်ခဲ့တာတကယ်တော့ထက်မြက်တဲ့သူတွေကိုလည်းအမြင်ကက်ကြပြန်ရောလောကမှာအရေးအချင်းမရှိတဲ့သူတွေကိုဒါနေရာမပေးခြင်းဘူးထင်ခဲ့တာတကယ်တော့အရေးချင်းရှိတဲ့သူတွေကြတော့လေမနာလို့ဖြစ်နေပြန်ရောတကယ်တော့လက်တွေ့လောကမှာလူတယောက်ကောင်းမကောင်းတတ်မှတ်ဆန်နှုံးကသူတို့အလိုကိုဘလောက်ထိလိုက်ရောပေးနိုင်မလဲဆိုတာနေပဲတိုင်းတာလာကြတာတော့ပါပဲအရေးကြီးဆုံးကတော့ ကို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 ပေါ့နော်ပျောက်ဆုံးမနေဖို့ပါပဲဒီစာလေးကိုကျွန်တော်ဒီနေ့ Facebook မှာတွေ့လို့ဖတ်ပြခြင်းဖြစ်ပါတယ်အားလုံးကောင်းမွန်ပျော်ရွှင်တဲ့နေ့လေးတစ်ရက်ကိုပန်ဆိုင်ကြပါစေဗျာကျေးဇူးများတင်ပါ